မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့ကမ္ဘာတလောမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလို့ရဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့တကြောပြန်တိုက်ခိုက်မှုဖြစ်ပွားတဲ့ဆိုတဲ့သတင်းနျူကလ ියා ဆန်သက်မှုများပြုလုပ်မယ်လို့အမေရိကန်စစ်ဝင်ကြီးကပြောတယ်ဆိုတဲ့သတင်းပြည်ထောင်နိုင်ငံပါရီရှိကြီးကမ္ဘာကျော်လုံပြတိုင်းမှာရေပိုက်လိုင်းယူဆိတ်မှုကြောင့်ရှားပါးစာအုပ်၄၀၀ခန်းပျက်စီးတယ်ဆိုတဲ့သတင်း မြန်မာနိုင်ငံဘက်ချမ်းသူကုန်စည်များမှောင်ကုပ်ကိုရင်ဂျိုးပန်းသူ14ဦးကိုဘင်္ဂလားဒေ့ကမ်းခြေဆောင်အဖွဲ့ကဖမ်းဆီးရမိတယ်ဆိုတဲ့သတင်း။ဩစတြေးလျမှာတော်မီမှာမိသက်2ဦးသေဆုံးပြီးပြည်နယ်တစ်ခုမှာနေအိမ်များပျက်စီးနေတယ်ဆိုတဲ့သတင်းတို့ဖြစ်ပါတယ်။ပရမောင်းသူတင်ပြပေးလို့တဲ့သတင်းကတော့ထိုင်းနဲ့ကမ်ဘောဒီးယားတို့ကြော့ပြန်တိုက်ခိုက်မှုများဖြစ်ပွားနေဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားတို့နယ်စပ်နယ်မြေပိုင်းအရင်းပွားရာမှာကြော့ပြန်စစ်ပွဲဖြစ်ပြီးထိုင်းလီတက်ကကမ်ဘောဒီးယားစစ်ကန်ကိုဘုံကျဲကကမ်ဘောဒီးယားကလည်း BN21 ရုရှားတုပ်ထုံးကြီးများဖြင့်ထိုင်းတဲ့သူပြန်လည်ပြစ်ခတ်ခဲ့ကြောင်းထိုင်းသတင်းဌာနမှဖော်ပြပါတယ်။ဒဇမလာရှိရဲ့နနက်၈နာရီဝန်းကျင်အချိန်မှစပြီးထိုင်းစစ်တပ်ကကမ်ဘောဒီးယားနေမြေတွင်းရှိစစ်စခန်းဖြင့်အုံပြုနေတဲ့ကာစီနိုယုံတစ်ခုကိုဘုံကျဲလိုက်ပြီးကမ်ဘောဒီးယားကလည်းထိုင်းဘက်သို့ထုံးကြီးများဖြင့်ပြန်လည်ပြစ်ခတ်ခဲ့ကြောင်းမန်နေကလည်းထိုင်းနဲ့ကမ်ဘောဒီးယားတို့နယ်စပ်မှာပြစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးအဆိုပါပြစ်ခတ်မှုတွင် ထိုင်းစစ်သားတို့တေဆုံးမှာနှုတ်ထံရရှိကြောင်းသိရပါတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ်ကအငင်းပွားနေတဲ့နှစ်နိုင်ငံနယ်စပ်သို့တွားရောက်မဲ့ခီးစဉ်ကိုဖျက်သိမ်းပြီးလုံခြုံရေးဆိုင်ရာရေးပေါ်စီဝေးခေါ်ယူနေကြောင်းထိုင်းစစ်တပ်ရဲ့အဆိုအရကမ္ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောက်များကိုနယ်စပ်သို့ပြောင်းရွှေ့ကာထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောင်းနေကြောင်းသတင်းများကဆိုပါတယ်။ထိုင်းဆိုရာကဒီမန်နေ့ကနှစ်နိုင်ငံနယ်စပ်အနီးနေထိုင်သောထိုင်းပြည်သူများကိုပြောင်းရွှေ့ထားခဲ့ခိုင်းပြီးနယ်စပ်တစ်လျှောက်မှာထိုင်းစစ်တပ်ကစစ်အင်အားများကိုတုံ့ပြန်ချထားလိုက်တယ်လို့သိရပါတယ်။ ထိုင်းကမ်ဘောဒီးယားတို့ဟာနေဆက်အငင်းပွားမှုကြောင့်ယခုနှစ်မေလမှာပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးဇူလိုင်လမှာယာယီပစ်ခတ်ရက်စဲကအမေရိကန်ရဲ့စီစဉ်မှုဖြင့်အပစ်ခတ်ရက်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။နှစ်နိုင်ငံအပစ်ခတ်ရက်စဲပြီး၅လကျော်မှာတော့စစ်ပွဲများပြန်လည်စတင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့နျူကလ িয়ার ဆန်းသတ်မှုများပြုလုပ်မယ်လို့အမေရိကန်စစ်ဝင်ကြီးကပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မေရိကန်အနေနဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒအတိုင်းနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြုလုပ်သွားမယ်လို့အမေရိကန်စစ်ဝန်ကြီးပီတာဟက်ဆက်စ်ကပြောပါတယ်ဒီဇင်ဘာလ6ရက်နေ့မှာကျင်းပခဲ့တဲ့ Ronald Reagan မြို့သားကာကွယ်ရေးဖိုရမ်မှာ Peter Hessek ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ American နဲ့ပြိုင်ဘက်တွေရဲ့နောက်မှာဂျမနီဖို့ရည်ကြီးတဲ့အတွက်ပြုံးတဲ့ရုရှားတို့နဲ့တန်းတူနျူကလ িয়ার စမ်းသပ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီးနျူကလ িয়ার လက်နက်တွေနဲ့နျူကလ িয়ার လက်နက်သယ်ယူရေးစနစ်တွေကို ပုံမှုခင့်မီအောင်တေချာအောင်ဆောင်ရွက်သွားမယ်လို့ပီတာဟက်ဆက်ကပြောပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပြည်ထောင်နိုင်ငံပါရီစီကဘာကျော်လုံပြတိုင်းမှာရေပိုင်လိုင်းယူဆိတ်မှုကြောင့်ရှားပါးဆောက်400ပျက်စီးသွားခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံပါရီမြို့တော်ရှိကဘာကျော်လုံပြတိုင်းမှာတက်ဆင်ထားသောရေပိုင်လိုင်းတစ်ခုမှာယူဆိတ်မှုပြဿနာကြောင့်အစ်ချစ်ယဉ်ကျေးမှုပြတိုင်းတွင်ထိမ့်သိမ်းထားတဲ့ရှားပါးဆောက်400ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းပြတိုင်းတာဝန်ရှိသူများက ဇန်ဘာလ9ရက်နေ့မှာအတီးပြုကြောကြပါတယ်။ဤဖြစ်စဉ်ဟာကဘာပေါ်၌ခီးသွားဧည့်သည်လာရောက်မှုအများဆုံးပြတိုက်ဖြစ်တဲ့လုံပြတိုက်ရဲ့ရိုးရင်းနေသောအခြေအနေကိုပြသနေတာဖြစ်ပါတယ်။ဒီခုနှစ်တွင်အဆိုပါပြတိုက်တဲ့အော်တိုဘာလ19ရက်ကဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ102တန်တန်မှုရှိတဲ့ယရနာပစ္စည်းများလည်းကိုခံရပြီးဖြစ်ပါတယ်။နိုဝင်ဘာလမှာခမတော်တို့ကဖွဲ့စည်းတိစောက်ပုံအားနည်းမှုကြောင့်ပိတ်ထားခဲ့ရတယ်လို့လည်းသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ မြန်မာနိုင်ငံဘက်ချမ်းသူကုန်တီများမှောင်ခိုပို့ရန်ဂျိုးပန်းသူ14ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းစီဆောင်တပ်ဖွဲ့ကဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကိုကုန်စီများမှောင်ခိုပို့ရန်ဂျိုးပန်းသူဘင်္ဂလားဒေ့ရှ်နိုင်ငံသား14ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းစီဆောင်တပ်ဖွဲ့ကသတင်းရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာဒီဇင်ဘာလ6ရက်နေ့နနက်အစောပိုင်းမှာမြန်မာနိုင်ငံသို့ဘီလက်မြေမှောင်ခိုပို့ရန်ဂျိုးပန်းနေသူ10ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းစီဆောင်တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ကမ်းခြေဆောင်တပ်ဖွဲ့မှမီဒီယာအရာရှိဒုတိယပုံမှုကြီး CNU ဟက်ကသတင်းပေးပို့ချက်များအရကော်ပစားရှိ ပခါလီဝါမြဝါနေဒီဇင်ဘာလ6ရက်နနက်စောစော12နာရီခန့်ကအထူးစစ်ဆေးရေးတရက်ပြုလုပ်ခဲ့ကြောင်းထိုစစ်ဆေးရေးတွင်အာဏာပိုင်များကတန်တရားဖြစ်ပွားပြီးငါးဖမ်းလေတစီကိုရှာဖွေတွေ့ရှိခဲ့ရာခမန်းကြီးတာကာငွေ38,500တန်ဖိုးရှိဒီလက်မြေအိတ်385ကိုသိမ်းဆည်းရမိခဲ့ပြီးတိဘောပါလာတဲ့တန်တရားရှိသူ ပေါင်ခိုသမားရှိဦးကိုလည်းဖမ်းဆီးတိမ်သိမ်းခဲ့တယ်လို့သတင်းများမှာဖော်ပြပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ဩစတြေးလျတော်မီမှာမိသက်တူသေဆုံးပြီးပြည်내နှစ်ခုမှာနေအများပျက်စီးနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စစ်တနီမျိုးရဲ့မြောက်ဖက်ကျယ်ပြန့်သောခြုံတော်မြေများကိုလောင်ကျွမ်းခဲ့ပြီးနေအများကိုဖျက်ဆီးပစ်ခဲ့သောတော်မီကိုထိတ်ချုပ်ရန်ကြိုးစားသည်လဲကျလာသောတပ်ပင်နှင့်ထိခိုက်မိပြီးယမန်နေ့ကဩစတြေးလျမိသက်တပ်ဖွဲ့ဝင်တအူးသေဆုံးခဲ့ကြောင်းအာဏာပိုင်များကပြောပါတယ် လူတယောက်ရဲ့အပေါ်သစ်ပင်လဲကျခဲ့ကြောင်းသတင်းများထွက်ပေါ်ပြီးအရေးပေါ်ကဲသေးဖွဲ့ရင်များကစစ်တနီမြို့မြောက်ဖက်124မိုင်ကဝေးတဲ့ဘူလာဒီလာမြို့မှာတောအုပ်သူအပြေးလွှားသွားရောက်ခဲ့ကြပါတယ်အသက်59နှစ်ရွယ်မိသက်တက်ဖွဲ့ဝင်ဟာနှလုံးရောဂါရုတ်တရက်ခံစားခဲ့ရကနေရာပင်လဲကျသေဆုံးသွားခဲ့တယ်လို့တာဝန်ရှိသူများကပြောပါတယ်သတင်းပတ်ဂုံနှစ်ရက်မှလည်းရန်ဆောင်သာပြန့်နှံ့ခဲ့တဲ့တုံးမိများကြောင့်လူပေါင်း3သိန်းခွဲမိတင်းနေထိုင်တဲ့ New South Wales ပြည်နယ်လေပိုင်း တန်ယိုရန်နဲ့စတနီမြို့မြောက်ဖက်ကက်လျက်ရှိတဲ့စင်ဂျေဘုံမှာနေ16လုံးပျက်စီးခဲ့ရပါတယ်။တနင်္လာနေ့အထိမြူဆော်ဝေပြည်နယ်မှာတော်မီနဲ့ချုံပုံမီ50ကျော်ဆက်လက်လောင်ကျွမ်းနေတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လောမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုရွေးချယ်ပြီးကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်းလင်းကြပါသည်ခင်ဗျာ။